တော့အသားလေးကဖောင်ဖောင်တင်တင်လေးနဲ့နူးဤပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ပတ်သားပေါက်စီလွယ်ပြုတ်လုံးလေးလေးကိုလာမြပြရချပိုင်ဒီနည်းလေးရဆိုလို့ရှိရင်အရန်လက်လွယ်ကူမြန်ဆန်ပါတယ်ဖြိုကလွယ်ကူဆုံးနဲ့မြန်ဆန်ဆုံးလေးလောက်ပြထားပါတယ် ပထမဆုံးဖြူရိုပေါက်စီပြုလုပ်ရန်အတွက်ခွက်တလုံးသေးကိုရေနွေးနွေးလေးကို160 ml လောက်ကိုထည့်ပေးလိုက်ပါတယ်။ပြီးတော့ဒါလေးကတော့မုတ်ပွားစီ yeast ပဲဖြစ်ပါတယ်။ဒီတစ်ထုပ်မှဆိုလို့ရှိရင်တော့70 gram ပါပါတယ်ရှင်။ဖြူကဒီတစ်ထုပ်စာလုံးကိုဒီရေနွေးနွေးလေးသေးကိုဖောက်ထည့်ပေးချလိုက်ပါတယ်။ပြီးတော့တခြားထမင်းစာစုံနဲ့နှစ်စုံစာလောက်ကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ဝေထားပေးလိုက်ပါတယ်ရှင်။ဖြူရိုမုတ်လုတ်တဲ့ချိန်မှဆိုလို့ရှိရင်ပေါက်စီပဲလုပ်လို့အီချာကွေးပဲလုပ်လို့ပေါ့နော်။ဒီ yeast ကိုအရင်ဆက်သက်ပေးရမှာဖြစ်ပါတယ်။ yeast ကိုဒီလိုဖြောပြီးတော့ ော့ဖြူတော့9မိနစ်လောက်နှက်ထားမှာဖြစ်ပါတယ်။နှက်ထားလို့ဒီ yeast ကပွားမလာဘူးဆိုလို့ရှိရင်တော့ yeast ကတောင်းလို့မရတော့ပါဘူးเนาะ။ပြောမှဆိုလို့ရှိရင်တော့9မိနစ်လောက်နှက်ထားလိုက်တာအခုလိုမျိုးလေးပွားလာတယ်ပေါ့နော်ဒီနေဟာလေးဆိုလို့ရှိရင်တော့ yeast ကအလုံးလုံးသေးတယ်ပေါ့နော်တကယ်လို့ဖြိုးတို့ဒီလိုနှက်လို့ပဲမပွားလာဘူးဆိုလို့ရှိရင်တော့မုတ်ကိုလုံးဝမလုပ်ပါနဲ့လို့အချက်ပေးချင်ပါတယ်လုံးလိုက်ရင်လည်းသူ့ဟာမပွားတော့ဘူးပေါ့နော်ပြရနဲ့ပေါ့စီပြွေးလုံးရံတွဲပကံတလုံးသေးကိုပေါ့စီဂျုံကိုနှုတ်စီပူးနဲ့တပူးနဲ့တဝက်စာကိုထည့်ပေးလိုက်ပါတယ် ပြီးရင်တော့စာလက်ဖက်ရည်စုံတစ်ပတ်စာလောက်ကိုထည့်ပြီးလို့ရှိရင်တော့အားလုံးကိုနှက်သွားအောင်ခဏလောက်နေသွားပေးလိုက်ပါမယ်ဖြူရုံနဲ့သွားလိုက်တာအားလုံးနှက်သွားပြီဆိုတာနဲ့စီကိုထမင်းစားစုံနဲ့သုံးစုံစားလောက်ကိုထည့်ပေးလိုက်ပါစီကကြတော့ဖြူရုံဟင်းချက်တဲ့စီပေါ့နော်ပြီးရင်တော့ခနာကနှက်ထားတဲ့ဒီရည်ကြီးလေးကိုပေါ့နော်အခုလိုမျိုးလေးနည်းနည်းချစ်စီထည့်ပြီးတော့နေသွားပေးလိုက်ပါမယ်နော် ထဲတဲ့ချိန်မှာအကုန်လုံးကိုမလောက်ထက်သေးပဲနဲ့ပေါ့နော်ဖြူတို့နည်းနည်းချင်းစီထက်ပြီးတော့နေသွားပေးဖို့အကြံပေးချင်ပါတယ်ရှင်မဟုတ်ရင်ရေတအားများတော့ရင်ကြောက်တာတက်ပေါ့နော်အဲ့ဒီတော့ဖြူတို့ချိန်ဆပြီးတော့ထက်သွားပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီရေနဲ့ဒီပေါ့စီဂျုံနေထားနေဆိုလို့ရှိရင်တော့လုံးဝကွက်တိပါပဲနော်ဒီမှာဆိုလို့ရှိရင်တော့ဖြူဖြော်ထားတာ160 ml ပေါ့နော်ရေနည်းနည်းချင်းစီထက်ပြီးတော့နေသွားပေးလိုက်ပါတယ် ရေလေးကိုထိုက်သွားလိုက်နဲ့သွားလိုက်ပေါ့နော်လှုပ်သွားပေးလိုက်ပါမယ်ရှင်ထိုင်မှာဆိုလို့ရှိရင်တော့ဖြိုးနဲ့သွားလိုက်တာကြာချင်း5မိနစ်လောက်ကြာပါလေရှင် ကဲနောက်ဆုံးတော့အားလုံးကိုခုလိုမျိုးလေးထည့်ပေးလိုက်ပါတယ်။ဒီရင်းနေထားနဲ့ဒီပေါ့ဆေကြောင်းနဲ့ဆိုလို့ရှိရင်တော့လုံးဝကွက်တိပဲပေါ့နော်။ကဲအားလုံးကိုတသားလေးဖြစ်သွားအောင်ဖြူတို့နေသွားပေးလိုက်ပါမယ်ရှင်။ကဲဖြူတို့နဲ့သွားလိုက်တာအခုလိုမျိုးလေမှုတ်သားလေးကတသားလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုဖြူတို့တနိုင်လောက်ပေါ့နော်အဖုံးလေးအုပ်ပြီးတော့နှက်ထားပေးရမှာဖြစ်ပါတယ်ရှင်။ ဂျုံလုံးလေးကိုနှက်ထားရင်းနဲ့အထဲကဝတ်သားအစာလေးကိုလာချော်ပစ်ထားလိုက်ပါတယ်။အရင်ဆုံးအိုးထဲကိုစီလေးနှင်းငယ်ထည့်ပစ်လိုက်တယ်။စီလေးပူလာပြီဆိုရနဲ့ချက်တော့ပြုံးနှမွာစားနဲ့နနပင်အမြင့်နှစ်ချောင်းစာပြီးတော့ငှုပ်ကောင်းမန်းအလုံး20စာလောက်ကိုထောင်းထားတာလေးကိုထည့်ပြီးတော့အနက်လေးမွေးလာတဲ့အထိကြော်သားပစ်လိုက်ပါတယ်ရှင်။ဒီအထဲကစာကိုကြတော့ဖြူကို60ကျပ်ပေါ့နော်ကိုကျက်တလို့လေးကြော်ပြီးတော့အစာလေးကိုသုတ်ပေးနေပါတယ်ရှင်ဖြူကကြတော့ပတ်သားကိုအချိုလေးကြော်ပြီးတော့အထဲမှာအစာလေးသုတ်ဖြစ်ပါတယ် ။ကဲဖြိုးတို့ကြော်သွားလိုက်တာအနက်တရမှွေးလိုက်ပြီဆိုရနဲ့ဝတ်သားကျဲကိုထည့်ပေးလိုက်ပါတယ်။ ဝက်သားကျဲရတော့ဖြိုသုံးထားတာ450 gram ရှိပါတယ်။ပြီးရင်တော့ဒီဝက်သားကိုစီလေးနဲ့လုံးထားပေးလိုက်ပါမယ်နော်။ဒီအသားနေရာမှာဆိုလဲဖြိုတို့ကိုဝက်သားမစားဘူးဆိုလို့ရှိရင်ကြက်သားကျဲကိုသုံးမယ်ဆိုလဲရပါတယ်ရှင်။ပြီးရနဲ့ရက်သားတစ်ခါတည်းဆက်ထားပေးလိုက်ပါတယ်။အရက်သားအတွက်ကတော့သူ့ရဲကိုအသားမှုတ်ထည့်တယ်ပြီးတော့ပဲငက်ပြည့်အကြည့်ဖုံးစေထည့်တယ်။ပြီးတော့ပဲငက်ပြည့်ရဲ့အပြည့်အချိုးကြတော့ဒီထမိစားဆုံးနဲ့တဆိုးနဲ့တဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်။ ပြီးတော့ KUC ကိုကြတော့ထမင်းစာအဆုံနဲ့နှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်။ဒီနေရာမှာရတာပေါ့ငန်းကိုကြတော့ဖြိုးတို့ကိုစိတ်ကြိုက်ချိန်ဆပြီးတော့ပေါ့နော်ပြင်ဆင်ပေးလိုက်ပါတယ်ရှင်။ကဲပြီးရင်တော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်။ကျွမ်းမွေသွားလိုက်တာအလုံးနဲ့သွားပြီဆိုတာနဲ့ဖြိုးကသူ့ရဲ့ကိုချက်တော့အလုံးကြီးတချမ်းစာလောက်ကိုခုလိုမျိုးလေးအတုံးသေးလေးတွေလှီးပြီးတော့ထည့်ပေးလိုက်ပါတယ်။ကြက်ပြီးရင်တော့အလုံးကိုနှက်သွားအောင်ပြန်ပြီးတော့ဝေထားပေးလိုက်ပါမယ်နော်။ အခုဖြိုးလို့ပြတဲ့နေလေးရဆိုလို့ရှိရင်ဖြိုးတော့ကလေးလူချင်းမြေစားတော့လို့နိုင်တယ်ပေါ့နော်အရင်လဲစားလို့ကောင်းပါတယ်ရှင်အသားလေးကအိပ်ပြီးတော့ပြီးရင်တော့အဖုံလေးအုပ်ပြီးတော့ခဏလောက်ချက်ထားပေးလိုက်ပါတယ် ကဲဖြိုးတို့ကြော်သွားလိုက်တာအခုလိုမျိုးလေးချက်တော်လေးရလဲနိုးလာပြီဆိုလို့ရှိရင်တော့အားလုံးနှက်သွားအောင်ခဏလောက်မှွေထားပေးလိုက်ပါမယ်နော်အားလုံးနှက်သွားပြီဆိုတာနဲ့ရတာနိုင်ငယ်ကိုမြည်ချိပေးလိုက်ပါတယ်ဒီနေရာမှာရတာပုံငန်းကိုကိုစိတ်ချိုက်ပြည့်စင်ပေးလိုက်ပါတယ်နော်ဖြိုးရတော့သူ့ရဲ့ကိုဘဲငက်ပြည့်အချီလေးနိုင်ငယ်ကိုထပ်ထပ်ပေးထားပါတယ်ရှင်ကဲပြီးတော့နည်းနည်းလေးမှွေပြီးတော့ရတာကိုနောက်တစ်ခါမြည်ချိပေးလိုက်ပါမယ်နော် အရသာဆေးပြီးပြီဆိုတာနဲ့ဖြူဝါသူ့ရဲကိုဖူကလာဆိုဆေးပန်းအောင်လည်းနိုင်ငယ်ကိုထိုက်ပေးလိုက်ပါတယ်။ဒါကကျတော့ဖြူဝါဝတ်သားကိုအနီအောင်လေးလိုချင်လို့ပေါ့နော်။ဒီနေရာမှာကိုကဒီဖူကလာကိုမကြိုက်ဘူးဆိုလို့ရှိရင်မထက်လည်းရပါတယ်နော်။ဒါကတော့တအားရင်မကြည့်ဘူးပေါ့နော်။ဖြူဝါအယောင်လေးထားစီရန်အတွက်ထည့်တာဖြစ်ပါတယ်။ပြီးရနေနေလေးမှွေပြီးတော့သူ့ရဲကိုကြောက်ကုန်မုံထမေစာဆုံးနဲ့သဆုံးစာလောက်ကိုပေါ့နော်။ထည့်ပြီးတော့အားလုံးကိုနှက်သွန်းအောင်ဝေထားပေးလိုက်ပါတယ်။ ကျောက်ကမှုကြတော့ဖြူပါတစုံချင်းစီထဲပေါ့နော်ခုလိုမျိုးလေးမှုသားပေးလိုက်ပါတယ်ရှင်ဖြူတော့ဒီဝတ်သားကြော်လေးမှာကျောက်ကမှုထပ်ပေးရခြင်းကဝတ်သားအရေးလေးပါလေလည်းမထွက်တော့ဘူးပေါ့နော်ခုလိုမျိုးလေးလုံးလုံးလေးဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ဖြူတို့အစာတုတ်တဲ့ချိန်မှာလည်းအရေးချွတ်ချွဲနေမဖြစ်နေတော့ဘူးပေါ့နော်ကဲဒီဒီဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ဝတ်သားကြော်လေးကတော့ချက်ပါပြီ ဖြူရုံနဲ့ထားတဲ့ဂျုံလုံးလေးရလည်းတနအိမ်ဖြစ်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုဖွင့်ကြည့်ပြီးတော့ခုံနေတဲ့လေလေးတွေကို ခုလိုမျိုးလေးဖိဖိပြီးတော့ညှစ်ထုတ်ပေးထားလိုက်ပါမယ်ခုံနေတဲ့လေတွေကိုခုလိုမျိုးလေးဖိထုတ်ပြီးလို့ရှိရင်တော့ဒီမုတ်သားလေးကိုနောက်တစ်ခေါက်ပေါ့နော်၃မိနစ်လောက်ဆက်ပြီးတော့နဲ့သွားပေးလိုက်ပါမယ်နော်မုတ်သားလေးကတသားတည်းဖြစ်သွားအောင်ပေါ့နော်ဖြူရုံခဏလောက်နဲ့သွားပေးလိုက်ပါမယ်ရှင် ါဆိုလို့ရှိရင်ခုံနေတဲ့လေတွေလည်းမရှိတော့ပေါ့နော်အခုလိုမျိုးလေဖြစ်လို့ဖိဖိပြီးတော့နေသွားပြီးတော့ကဲအခုလိုမျိုးလေတားလေးကချောလာပြီဆိုလို့ရှိရင်တော့မုံလုံးမနေရလေးကိုဂျုံလေးဖြူထားပေးလိုက်မယ်ဒါကကျတော့ပုတ်စီလောက်တဲ့ဂျုံပေါ့နော်ဖြူထားတဲ့ဂျုံလေးရတော့ဂျုံလေးကိုဖြူပြီးလို့ရှိရင်တော့ဖြူလိုကိုလိုအပ်တဲ့ပုံစံလေးတွင်ထားပေးလိုက်ပါမယ်နော်ဖြူရတော့အခုလိုမျိုးရှိရှိပုံစံလေးကိုတွင်ထားပေးလိုက်ပါတယ်ကိုလိုချင်းတဲ့ပုံစံလေးရပြီဆိုလို့ရှိရင်တော့ဖြူတို့အုံလေးတွေကိုကိုစိတ်ကြိုက်အကြည့်သေးဘူးပေါ့နော်ချိန်ဆပြီးတော့တုံထားပေးလိုက်ပါမယ်ရှင် တောင်းလေးတွေတောင်းပြီဆိုတာနဲ့ဖြူတို့ခုလိုမျိုးလေးအလောင်းလေးတွေပြန်ပြီးတော့လုံထားပေးလိုက်ပါမယ်။ဖြူကတော့ဒီမှာလုံလိုက်တာ10လုံးစာလုံးရတယ်ပေါ့နော်။ဒီနေရာမှာကိုကကြီးကြီးလေးလို့ချင်တယ်ဆိုလို့ရှိရင်တော့10လုံးစာလုံးလုပ်လိုက်ရတယ်ပေါ့နော်။ဒီအလောင်းကြီးအသေးကတော့ကိုဆက်ချက်ပါရှင်။ ကဲအလုံးလေးတွေလုံးပြီဆိုလို့ရှိရင်တော့သူ့ကိုစပြီးတော့ boxy စာလေးသုတ်ပြန်အတွက်ပေါ့နော်အပြားပုံစံလေးလှိုက်ထားပေးလိုက်ပါမယ်ဖြူကတော့အရင်ဦးဆုံးခုလိုမျိုးလေးပေါ့နော်လက်လေးနဲ့ဖိဖိပေးလိုက်တယ်လက်လေးနဲ့ဖိပြီးတာနဲ့ခုလိုမျိုးလေး delay လုံးလေးနဲ့ပေါ့နော်နှစ်ပေးလေးတွေကိုပဲနည်းနည်းလေးအားဆိုင်ပြီးတော့လှိုက်ထားပေးလိုက်ပါရရှင်ဒီလှိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဖြူတို့အလဲဝမဟုတ်ပဲနဲ့ပေါ့နော်နှစ်ပေးလေးတွေကိုပဲအားဆိုင်ပြီးတော့အပြားပုံစံလေးရအောင်ပေါ့နော်လှိုက်ထားပေးရမှာဖြစ်ပါရရှင်ကဲခုလိုမျိုးလေးကိုလိုချင်တဲ့အပြားပုံစံလေးရပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုအစာသုတ်ပေးထားလိုက် က်ပါမယ်နော်ဒါကတော့ခနာကချက်ထားတဲ့ဝတ်သားကြော်လေးပေါ့နော်အစာကိုကိုလိုအပ်သလားသူ့ပြီဆိုလို့ရှိရင်တော့ခုလိုမျိုးလေးတဖြည်းဖြည်းချင်းစီပေါ့နော်ခောက်ခောက်ပြီးတော့လုံသွားပေးလိုက်ပါမယ်လုံလာကကြတော့ဖြူလက်တအားမကျောင်းပါနော်ဖြူလက်လိုက်လိုက်လာပြီးတော့တက်တလောက်မှတ်တလောက်လေးပြန်ပြီးတော့မျှဝေပေးရဖြစ်ပါရဲ့ရှင်แกคุโลမျိုးလေးတင်းတင်းပြီးတော့လုံးပြီဆိုလို့ရှိရင်တော့ပေါ့စီကိုနည်းနည်းလေးနေရာကျထားအောင်ပေါ့เนาะနေရာလေးချထားပေးလိုက်မယ် ပြီးရင်တော့အောက်မှာဆက်ကူလေးခံပြီးလို့ရှိရင်တော့သူ့ကိုပေါင်းမခွက်လေးတစ်ခုအစင်သေးထည့်ပေးထားလိုက်ပါမယ်နော်။ ကယ်အားလုံးလည်းလုံးလုံးပြီးပြီဆိုလို့ရှိရင်တော့ဖြိုးတို့သူတို့ကိုနည်းနည်းလေးပွာလာအောင်ပေါ့နော်ဒီပုတ်စီလုံးလေးနည်းနည်းလေးကြည်လာအောင်လို့15မိနစ်လောက်နှက်ထားပေးလိုက်ပါတယ်နှက်ထားလား15မိနစ်ပြည့်သွားပြီဆိုရနဲ့ပုတ်ပတ်ဆူတဲ့ရင်ွေးအိုးပေါ်မှာ15မိနစ်လောက်ပေါင်းသွားပေးလိုက်ပါတယ်ရှင်ဖြိုးတို့မပေါင်းခင်မှာရင်ွေးကိုအရင်ဆူအောင်တည်ရမှာဖြစ်ပါတယ်ရင်ွေးလေးဆူလာပြီဆိုမှအပေါ်မှာဖြိုးတို့ထပ်ပြီးတော့ပေါ့နော်15မိနစ်လောက်ပေါင်းပေးရမှာဖြစ်ပါတယ်ရှင်ကြည့်အခုဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ပုတ်စီလေးတွေကတော့ကျက်ပါပြီ ြန်ခုဆိုလို့ရှိရင်တော့ကလေးလူကြီးမျိုးရဲ့စားသုံးလို့ရတဲ့ဖြူတို့ရဲ့ပေါက်စီမွေးလေးရတော့ချက်ပါပြီရှင်။သူရဲ့သားလေးကဆိုလို့ရှိရင်အီအီလေးနဲ့အထက်ကဝတ်သားစာလေးနဲ့အရန်ကိုလည်းဖက်ပါတယ်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။တုံနီလေးရလည်းလွယ်ကူပြီးတော့စားလို့လည်းအရန်ကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်ဆက်ပြေမလို့ဖြစ်နေပါရဲ့ရှင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါတယ်ကျွန်တော်ဗီဒီယို